မဟာဇနကဇတ်တော်မှာဖြစ်ပုံအချင်းရလေအလုံးကြားဘူးလေနော်မဟာဇနကကာလေတိမဟာသမုဒ္ဒန္တရာမန္နောကတ္တမမဟာသမုဒ္ဒန္တရာတိတိဒီဝတာယပုထောပါရံကန္တဝကုလတန္တေကုလတန္တေကေရထေရိဇံကင်တဝဒါနန္တတုံကရမိတိအာဟာကဒဟံတတဟတံမေကေဩဝလောအန္နစီကရောသိဉ္ဇိကာယစရိသမိတံကုတ္တတုဘဝိတတိ ကောင်းလိုက်တာလေးနော်ဘုန်းကြီးကတော့ဒီဘာသာလေးသိတဲ့ဘောကြအဟံဂတိတတ္တဟတမိကေယေလီနေသမပြရွာတော်မြဲရှိသောမိုးကြီးတဲ့၌ခုနည်းပတ်လုံးပေါ့တစ်ချက်မှမနာပဲနဲ့ဆက်ဆက်ပြီးတော့ရွာနေတဲ့မိုးကြီးတဲ့မှာနော်တတဟတံမြေကြီးယက်လီနိစ္စမပြရွာသွန်းနှစ်ရက်ရှိသောမိုးကြီးတဲ့၌ ဩဝလအနန္စီဝရသုခလည်းရရှိသောတန်ခမ်းရှိသည်ဖြစ်၏ကဒါဘေသောအချိန်ခါကာလကြာမှပင်ဒီကာယတလုံးမြင်ကောင်းချင်းနဲ့ချောင်းဖြင့်ယင်းဤလျက်စွန်ကန်ခြင်းအမှုဖြင့်စရိတ်တော်မီလိလိကျဲဆသွားလာနေထိုင်ရပါအနီတန်ထိုခုနှစ်ခုနှစ်လီရောသုံးရလျက်ရှိသောမူကြီးဖြင့်၌စွန်ကန်ခြင်းဆိုတဲ့ယဟန်ဘုရားသည် ုဒါပဲသောအချိန်ကကာလမှမင်္ဂအဘိဓတိဖြစ်ပါလတ္တနီစဉ်းစားတယ်စဉ်းစားတယ်နော်ယလိမပြနေ့စဉ်ဇက်တက်ရွံ့သွန်းနေတဲ့ခုနကခုနနီးရွံ့သွန်းနေတဲ့မိုးကြီးထဲမှာငါပဲသောအချိန်ကကာလမှတပိတ်ပတ်ပြီးဆုံးဆံကြရပါမလဲသိပြီတဲ့ဆုံးဆံကြပါဘာဖြစ်လို့လဲမိမိအိမ်မှာဆိုရင်မိမိစိတ်ဓာတ်ကိုပြုပြင်စားလို့ရတဲ့သဘောရှိနော်ဘုလိုဇွန့်ကန်နေဆိုတာကတော့ မိတ်တကပတ်လို့ခေါ်ပါတယ်ရောရောအနှွန်းတော့ပဲအဲ့ဒီအရောရောအနှွန်းတော့စားရတဲ့အတွက်ဘာတုလဲဒီကကြီးတွေကမကြီးနည်းနည်းလေးအရင်ကြည့်ကြအကြည့်ကြမိတ်တကပတ်လို့ခေါ်တဲ့အရောရောအနှွန်းတော့ဆုံးကိုစားလိုက်တဲ့အချိန်ခါမှာရောမှွေပြီးစားလိုက်တဲ့အတွက်ကြောင့်ဘာကိုစားကျင်နေဆိုတဲ့စိတ်ကပြိမှုဖြစ်တော့ဒါအတော်လေးအဖြစ်နေပါဗရင်ကကောင်းတယ်ဗရင်ကမကောင်းဘူးဒီစိတ်ဓာတ်တွေလေတော်တော်လေးနေပါမိမိရဲ့တဏ္ဍာမှာအစာအာဟာရနဲ့ပတ်သက်ပြီးတော့ ဝေဒတတ်မနေတဲ့ကိရိတာတဏှာရင်းကိုအတက်နိုင်ဆုံးဖြတ်တော့နေတဲ့လုံငန်းရက်ဖြစ်ပါတယ်။ဒါဒုတင်တစ်မျိုးဖြစ်ပါတယ်။ပိဋကပါဠိကဒုတင်လို့ခေါ်ပါတယ်နော်။အဲ့ဒီဒုတင်ကျင့်ဝတ်ပฏิပတ်ကိုဘုရားအလုံးတော်ကောင်းကအကျင့်လို့နေတယ်။ဘာကြောင့်လဲ။သီလတွေထဲမှာဒုတင်ကပြိဝါရိတသီလဒုတင်ချင်ရန်ထားတဲ့သီလတွေသိပြီးတော့သင်ကျေတယ်သိရတယ်။ မေဖို့နိဗ္ဗာန်ကိုအာတိသောမြေယာဥပ္ပါနိတဲ့အတ္တိနဲ့ကျေကျေပြုတ်ပင်းနိုင်တဲ့သွန်အားရှိ။ဒါကြောင့်ဘုရားဆက်ရှိတဲ့အရိယာသူတော်ကောင်းတွေကဒုတိယကပြိဝါရိတဒုတိယအမျိုးမျိုးခြံရံထားတဲ့သီလကိုသိပြီးတော့ဖြစ်တဲ့ဉာဏ်တို့တော်မူကြတယ်။ယဟန်ကြီးကိုလည်းမြတ်စွာဘုရားအရှင်ဖန်မြတ်စွာတိုက်တွန်းတော်မူပါရဲ့။